ချဲစီကိုရွေးချယ်ပေးလို့ကျေးဇူးပါဒီလန်အားလုံးပဲမင်္ဂလာပါမန်ချက်စတာဖောဆွန်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်မန်ချက်စတာနိုင်တဲ့အသင်းပရိသတ်တွေကတော့လီယန်ဒီလက်ကိုအတော်လေးကျေးဇူးတွေတင်နေခဲ့ကြပါရင်ယူနိုက်တက်ဟာဒီလက်ကိုခေါ်ယူဖို့အသေးအံစူးစမ်းခဲ့ပေမဲ့အင်လန်တိုင်းစစ်မှုကတော့ချဲစီအသင်းကိုပဲရွေးချယ်သွားခဲ့တာပါဒီလန်ရဲ့အိမ်မက်ကချန်ပီယံလိဂ်ကစားချင်တာမို့လို့ယူနိုက်တက်ကိုကြော်လွန်ပြီးတော့ ချဲစီတင်းကိုရွေးချယ်သွားခဲ့တာပါ United ကလည်းပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိမ်းမှာအဆင့်15ပဲရခဲ့သလိုယောဘာလိဘိုလူပွဲမှာလည်းစပွားကိုရှုံးနေခဲ့တာကြောင့်လာမယ့်ရာသီမှာဥရောပပြိုင်ပွဲတွေကစားရဖို့မရှိပါဘူးကစားမတော်တော်များများကဒီအချက်ကြောင့် United ကိုညှင်းပယ်ချတာပါဒီလက်ကလည်းဒီကစားမတွေကတူအပါဝင်ပါ United ထဲအချက်မဲ့လိမ်းကစားရမယ့်ချဲစီကိုပဲပြောင်းရွှေ့ခဲ့တာပါဒါပေမဲ့ United ပရိသတ်တွေကလည်းဒီလက်အနေနဲ့ United ကိုမရွေးချယ်ခဲ့လို့ကျေးဇူးတော်လေးတင်နေခဲ့ကြတာပါဒီလက်ကအရင်ချင်းရှိတဲ့တိုက်စင်မှုတူးဆိုပေမဲ့လက်ရှိမှာတိုးတက်စေတိုက်စင်မှုဖြစ်လို့ကစားမပွားရဲ့အကောင်းဆုံးချိန်တွေကိုမရောက်ရှိသေးပါဘူး။ လက်ရှိနိုင်ငံမှာလိုအပ်နေတာကအသင်အုံပြနိုင်မဲ့ဝိုင်းတိုက်စစ်မှုပါဒီလက်ကတော့လက်ရှိချဲစီတဲ့အတွက်ခြေစမ်းပွဲနှစ်ပွဲအထိကစားထားခဲ့ပြီးပါပြီ ဒီလိုက်ရဲ့ခြေစွမ်းကတော့အတော်လေးကိုဆိုးရနေခဲ့တာပါအထူးသဖြင့်ဘရာဇီးကလပ်ဖလာမင်ဂိုအသင်းကိုရှုံးနေခဲ့တဲ့ပွဲအစဉ်မှာဒီဘက်မှာဒီလက်ကပွဲဖက်စားချိန်မိနစ်60ကျော်လေးကစားခဲ့ပြီးတွင်းကိုမရရှိခဲ့ပါဘူးဘေးချန်နဲ့ချိန်ထိရခဲ့ပေမဲ့လည်းဒီလက်ကဖြုံးနေသွားခဲ့ပါတယ်ဒီပွဲရဲ့ခြေစွမ်းကိုကြည့်ပြီးတော့ United ပြည်သက်တွေကဒီလက်ကိုအသင်းစီပြောင်းမလာတော့တော်လေးကျေးဇူးတင်နေကြတာပါဒီနေ့တင်ဆက်မှုကတော့ဒါပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဝင်ရအကြောင်းတွေကိုတင်ဆက်ပေးမှဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ